နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကိုမတ်လ25ရက်နေ့မှာနေပြည်တော်မှာရှိတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးကမ္ဘာမှာကျင်းပပြုလုပ်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပိုချုံမှုကြည်မေအောင်လာတရအမှားစကားပြောကြားပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရယာကိုအမျိုးသားတွေနဲ့အဓိကလဲပတ်နေပေမဲ့လက်တဆုပ်စားအမျိုးသမီးတွေကလည်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့အာဏာချုပ်ကန်ရေးအားထုတ်မှုကို ကူညီထောက်ပံ့နေကြပါတယ်အသက်58နှစ်မြမဘ ഹു ပံဥက္ကဋ္ဌဒေါ်တန်းတန်းဆွေဟာစစ်ကောင်စီရဲ့ဗန္ဒာရေးကို စီမံတဲ့နေရာမှာအရေးပါသူတစ်ယောက်ပါ2021စစ်အာဏာသိမ်းချိန်ကဘ ഹു ပံညွှန်ကြားရေးမှုချုပ်ဖြစ်ပြီးလေးရကြာချိန်မှာဘ ഹു ပံဒုဥက္ကဋ္ဌဖြစ်လာပါတယ်2020ရန်ကုန်က သူ့နေအိမ်မှာလုံခြံခံရလို့ မသေးပဲလွတ်မြောက်လာပြီးတဲ့နောက်မှာသူမရဲ့တစ္ဆာခံမှုဆုလက်အဖြစ်ဗဟိုဘဏ်ဥက္ကဋ္ဌယာတူးရပါတယ်စစ်ကောင်စီရဲ့ဗန္ဒာစီမံခန့်ခွဲမှုအလွဲတွေကြောင့်မြန်မာပြည်သူတွေခံစားနေရချိန်မှာဒေါ်တန်တန်းဆွေကစစ်ကောင်စီအသက်ရှူချောင်စီဖို့အတွက်ကန့်တတ်ချက်အမျိုးမျိုးချမှတ်ခဲ့ပါတယ်ဒီကန့်တတ်ချက်တွေမှာနိုင်ငံသားတွေကိုအမေရိကန်ဒေါ်လာကိုက်ဆောင်ခွင့်ပိတ်ပင်တာပြင်ပဈေးတဲ့လွန်စွာနှိမ်ကြတဲ့တရားဝင်သတ်မှတ်နှုတ်နဲ့ ဒေါ်လာကျပ်မလဲမနေရငွေလဲလှယ်စေတာတွေပါဝင်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံခြားငွေအကြက်တဲဖြည့်ရှင်းဖို့သူမဟာ တရုတ်အိန္ဒိယရုရှားတို့နဲ့ကုန်သွယ်ရမှာယွမ်ရူပီရူဘယ်တွေနဲ့တိုက်ရိုက်ငွေပေးချေတဲ့စနစ်ကိုဖော်ဆောင်ခဲ့ပါတယ်ဒေါ်တီတာဦးဟာစစ်ကောင်စီဝန်ကြီးဌာနကင်တွယ်ရတဲ့တူဒဲသောမျိုးသမီးဖြစ်ပြီး စစ်ကောင်စီကိုဥပဒေအထောက်အကူပေးရမှာရှေ့နေချုပ်အဖြစ်အဓိကတာဝန်ယူပါတယ်စစ်ကောင်စီရဲ့စစ်အုပ်ချုပ်ရေးအကြိမ်ကြိမ်တက်တန်းတိုးဖို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုသလိုဖွင့်ဆိုရမှာလဲအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်သူမဟာစစ်မှုထမ်းဥပဒေအပါအဝင်ပြိနှိပ်တဲ့ဥပဒေတွေရေးဆွဲပြင်ဆင်တဲ့အရေးပါတာဝန်တွေထမ်းဆောင်နေရတာကြောင့်စစ်ကောင်စီနဲ့အနီးကပ်အလုပ်လုပ်နေရတဲ့သဘောပါဒေါ်သေးတာဦးဟာ စစ်တပ်ကိုအမကန်ထောက်ခံသူစစ်ကောင်စီဝင်ကြီးဦးကိုကိုလှိုင်တဲ့အတူနယ်သာလန်နိုင်ငံသဟိတ်မြို့ကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICJ မှာလဲစစ်ကောင်စီကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပါသေးတယ်။ဒါအပြင်စစ်ကောင်စီရဲ့မဟာမိတ်တွေဖြစ်တဲ့တရုတ်ရုရှားဘယ်လာရုစ်တို့နဲ့စီးပွားရေးသဘောတူညီချက်ညှိနှိုင်းတာနားလည်မှုစာကျွန်လွှာလက်မှတ်ရေးထိုးတာတွေမှာလဲပါဝင်ပတ်သက်နေပါတယ် အသက်83နှစ်ဒေါ်ရင်ရင်ရွယ်ဟာစစ်ကောင်စီကိုထောက်ခံတဲ့အကြောင်းလူသိရှင်ကြားအပြောဆုံးသူပါဦးသိန်းစိန်အစိုးရလက်ထက်တုန်းကပညာရေးအကြံပေးအရာရှိချုပ်ဖြစ်ခဲ့တဲ့သူမဟာရှေးရိုးစင်လာ conservative ဖြစ်တယ်လို့လူသိများပါတယ်ဘူမိဗေဒပညာရှင်တဦးဖြစ်ပြီးကုလသမဂ္ဂ UNICEF မှာ1991ကနေ2017အထိလုတ်ကင်ခဲ့ပါတယ်ကုလသမဂ္ဂ agency မှာဆယ်စုနှစ်အလုပ်လုပ်ခဲ့တာကြောင့် ကမ္ဘာအဖွဲ့အစည်းတွေနဲ့ဘယ်လိုထိတွေ့ဆက်ဆံရမယ်ဆိုတာစစ်ကောင်းဆောင်ကိုအကြံပေးနေတယ်လို့ယူဆနိုင်ပါတယ်။ဒေါ်ရင်ရင်ဦးဟာနိုင်ငံခြားရေးဝန်ကြီးဌာနမှာဆယ်စုနှစ်များစွာလုပ်ခဲ့ပြီး2016မှာဒုတိယညွှန်ကြားရေးမှူးချုပ်ယာဒူးကနေအနားယူပါတယ်။ခုချိန်မှာနိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့စစ်ကောင်စီကိုအကြံပေးနေပါတယ်။သူမဟာအာနာရှင်ဦးနေဝင်းအကြောင်းဖုံးတော်ဘွဲ့ရေးသားခဲ့တဲ့ 1988လူတို့အုံကြွမှုအပြီးသမရဖြစ်လာတဲ့ကွယ်လွန်သူဒေါက်တာမောင်မောင်ရဲ့သမီးလည်းဖြစ်ပါတယ်။ဒေါက်ခင်ဦးလိုင်ဟာနိုင်ငံတကာရာဇဝတ်မှုဥပဒေကျွမ်းကျင်သူလို့သိရပါတယ်။သူမဟာ ICJ မှာရိုဟင်ဂျာလူမျိုးတုံတက်ဖြတ်မှုအတွေ့ခုခံခြေပဖို့တာဝန်ပေးထားတဲ့ဥပဒေအဖွဲ့ရဲ့အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ အသက်63နှစ်ကချင်နိုင်ငံရေးသမားဒေါ်ဒွဲဘူဟာအဖွဲ့ဝင်16ဦးရှိတဲ့စစ်ကောင်စီမှာတဦးတည်းသောအမျိုးသမီးဖြစ်ပါတယ်။ကချင်ပြည်နယ်ပြည်သူ့ပါတီဒုဥက္ကဋ္ဌဖြစ်ပြီးဦးသိန်းစိန်အစိုးရခက်ကလွှတ်တော်ကိုယ်စားလှယ်ပါတရားရုံးချုပ်ရှေ့နေဟောင်းဖြစ်တယ်လို့2008ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အရင်စစ်အုပ်စုကကျင်းပတဲ့အမျိုးသားညီလာခံမှလည်းပါဝင်ခဲ့ပါတယ်။2023 February စစ်အုပ်ချုပ်ရေးတက်တန်းတိုးပြီးတဲ့နောက်မှာဒေါ်ဒွဲဘူကို ကချင်လူမျိုးစုကိုစားပြုကိုစလဲဆိုပြီးစစ်ကောင်စီကခတ်အပ်ပါတယ်။သူမဟာစစ်ကောင်စီရဲ့အစီအစဉ်တွေကိုအားပေးဖို့နဲ့လာမဲ့ရွေးကောက်ပွဲမှာပါဝင်ကြဖို့ကချင်ပြည်နယ်ကပညာရေးစီးပွားရေးဘာသာရေးခေါင်းဆောင်တွေနဲ့အခအားလျော်စွာတွေ့ဆုံပါတယ်။2021စစ်အာဏာသိမ်းပြီးဒေါ်အင်းနုစိန်ကိုစစ်ကောင်စီဝင်အဖြစ်ခတ်အပ်ပါတယ်။ အဲ့ဒီနောက်2023မှာအသစ်ဖွဲ့စည်းတဲ့ဗဟုအကြံပေးအဖွဲ့ကိုပို့ဆောင်ခံရပါတယ်။သူမဟာရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုထမ်းဆောင်ဖို့အတွက်စစ်ကောင်စီမှပါဝင်ရတယ်လို့ပြောပါတယ်။ဒါပေမဲ့ဥရောပသမ္မတကပိတ်ဆို့အရေးယူခံထားရတဲ့ဒီအမျိုးသမီးဟာဘာလုတ်ပိုင်ခွင့်မှမရှိတဲ့စစ်ကောင်စီရဲ့ရုပ်သေးရုပ်ဖြစ်နေပါတယ်။နေပြည်တော်မှာစစ်ကောင်စီပေးတဲ့နေရာထိုင်ခင်းတဲ့လစာကိုယူပြီးကျင်းနဲ့နေပုံရပါတယ်။ မင်းအောင်လိုင်ဟာသူ့ကိုယ်သူဘရင်အဖြစ်သတ်မှတ်လိုတာအားလုံးသိပါတယ်။ဘာသာတရားကန့်ရှိတဲ့နိုင်ငံကောင်းဆောင်ဖြစ်ကြောင်းပုံဖော်ဖို့ကမ္ဘာအကြီးဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ထုလုပ်တာဖရာတွေကိုထီးတင်တာစင်ပြူတော်ပေါ်ချောင်းကျင်ညာတာဗဒများကြီးတူဖို့ရရှိတာစတဲ့ရိုးရာဆင်လာဘရင်လုပ်ငန်းဆောင်တာတွေကိုလုပ်ပါတယ်။ဒီအချိန်နေမှာရခိုင်လူမျိုးယဉ်ကျေးမှုဒုဝင်ကြီးဒေါ်နုမြဆန်ကရှေးဟောင်းမျိုးတွေနန်းတော်တွေကျုံးတွေနဲ့ ယခင်ဘရင်တွေကိုကိုွယ်တဲ့ဖျားတွေရဲ့တမိုင်းကိုရှင်းပြရတဲ့အခန်းကပါဝင်ပါတယ်။ရှေးဘရင်တွေရဲ့ကြီးကျယ်ခန္ဓာမှုတော်ဝင်နန်းတော်တွေရဲ့ခန္ဓာမှုခန္တကရုတ်တွေရဲ့စနစ်တကျတိဆောက်မှုတွေနဲ့ပတ်သက်တဲ့သူမရဲ့တင်ပြမှုတွေကြောင့်ဘရင်ယူမင်းအောင်လိုင်ကစိတ်ကြည်နှပ်ပုံရနေပါတယ်။မြမစာကတိကဟောင်းဖြစ်ပြီးစစ်ကောင်းဆောင်တဲ့နှစ်နှစ်ကြီးတဲ့ဒေါ်ကျူကျူလတ်ဟာ ခင်မွန်းတဲ့စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်အများစုမှာအတူလိုက်ပါပါတယ်စစ်တပ်ကတော့မဂဇင်းတွေမှာတိရိပြေစုံမေကလောင်အမီနဲ့ကြပြားတွေရေးပြီးစစ်တပ်ကိုအမွန်းတင်တယ်လို့ဘိုးလောင်းတွေကိုလည်းချီကျူးတတ်ပါတယ်စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာတနိုင်ငံလုံးစီးရဲတွင်နဲ့နေပေမဲ့ဒေါ်ကျူကျူလှကတော့နိုင်ငံတကာကတန်ဖိုးအလွန်ကြီးမားတဲ့ကုန်ပစ္စည်းအမှတ်တရစိတ်တွေနှစ်သက်တာကိုကြွားဝါရာမှာမဆက်တတ်ပါဘူး အာနာရှင်ဟောက်ဦးတန်းရွှေရဲ့ဇနီးဒေါ်ကြိုင်ကြိုင်လိုပဲဒေါ်ကျူကျူလဟာစစ်တပ်ထိတ်တန်းခေါင်းဆောင်တယောက်အဖြစ်သူ့ကိုယ်သူတိစောက်ပါတယ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်းမြန်မာနိုင်ငံရဲ့အစစ်အမြင့်ဆုံးဂုံဒူးဆောင်ဘွဲ့တွေတဲကတခုဖြစ်တဲ့အက်ကမဟာသီရိသူရမတိမ်ကြီးဘွဲ့သူ့ဇနီးကိုပေးအပ်ပြီးစစ်ကောင်စီအတွက်ဒေါ်ကျူကျူလဟာအရေးပါကြောင်းအတိအမှတ်ပြုတ်လိုက်ပါတယ်